ငါတို့အညာမှာချုပ်ရိုးတွေကြီးပဲအညာတွေရောက်ခါမှအဲ့ဒီတမာမီအပေါ်မှာတောကမီတွေထက်တောက်လောင်နေငါတို့ဟာကို့မြေပေါ်မှာထွန်ရက်ဆိုက်ပြိုးခွင့်မရတဲ့တောသူတောင်သားလက်သမားတွေပါမင်းတို့စားဖို့ဆန်လဲငါတို့စရတယ်မင်းတို့သွားတဲ့ခရီးလဲငါတို့လာရတယ်အခုမင်းတို့လွတ်လပ်ဖို့လဲငါတို့ပဲတတ်ရတယ်ငါတို့အညာမှာချုပ်ရိုးတွေကြီးပဲရွာထဲမှာအလောင်းတွေတောင်းလို့ပုံနေတယ် မင်းညွမီလီယံတွေဟာငါတို့ရဲ့ခိုလုံရအိမ်ကိုဖလိုက်စားဝါမျိုးနေခဲ့။ပတ်စံကိုတိတ်နှမျောနေသလားကိုလူ။ငါတို့အညာမှာတော့မိမတွေကနှပေါက်ဟောင်းလောင်းနဲ့ယောက်ျားတွေကရှင်ဘက်မှာအပေါက်တွေနဲ့မင်းတို့ရဲ့စီးစင်အုပ်စားဟာငါတို့လှူခဲ့တဲ့ခေါင်းတွေထက်တန်ဖိုးကြီးတဲ့လား။ယောက်ျားနဲ့တိုက်နေတဲ့ယောက်ျားစစ်စစ်တွေပါ။မင်းတို့မြို့ပေါ်ကကောင်းနေတော့ငါတို့ပညာမတတ်ပါဘူး။မင်းတို့မြို့ပေါ်ကကောင်းနေတော့ မတို့စိန်ခံပစ္စည်းအတုံးဘူးဘူးမင်းတို့မြို့ပေါ်ကကောင်းရင်တော့လူအခွင့်အရေးမခံစားဘူးဘူးငါတို့အတွက်အိမ်မက်ဆိုတာငါတို့နွားတွေနဲ့ဖက်ပြီးငါတို့လယ်ယာမြေပေါ်မှာကောင်းကောင်းမွန်မွန်ထွန်ရက် စားတော့ချင်ုံပဲငါတို့မိသားစုနဲ့လွေးထွေးစွာ နေချင်ုံပဲအများကြီးမမျော်လင့်ခဲ့တဲ့ဘဝတွေတဲ့ရောက်လာတဲ့ဒုက္ခတွေကများလိုက်တာငါအကိုတိုက်ပွဲကြသွားတော့ငါအမေကငါအတွက်အဝေးအစားပြင်ပေးတယ် တရဏဂုံတင်ပေးတယ်။ရွာထိပ်ကနှကွမှာနှက်လိုက်ပြပေးတယ်။ပြီးတော့ရှိစုမဲစုငကကလေးချွတ်ရောင်းပြီးလက်လုံတလက်အမွေပေးတယ်။လွတ်လပ်မှုကိုကိုယ်တိုင်တတ်ယူပါဆိုတဲ့အချင်းနဲ့ငါ့ကိုကြောခိုင်းပေးလိုက်တယ်။အဖေနဲ့အကူတေးပြီးနောက်ငါဟာ အမေရင်ထဲကတရိယာမြောက်ချုံရိုးဖြစ်ဖို့တော်လန်ရေးတဲ့ခြေစုံပြုတ်ဝင်ခဲ့။ဒီလိုနဲ့ငါတို့အညာမှာချုံရိုးတွေကြီးပဲ။